ဒီကနေ့မှာတော့ဆရေးဆရာမတော်ရလာမင်းစန္ဒာရဲ့မယံငယ်မအစိမ့်တီဆိုတဲ့ပရလောကဇလန်းကောင်းလေးကိုကျွန်တော်အောင်ကျော်သူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပရိသတ်များနားဆင်ခံစားကြကြပါအောင်ခင်ဗျာကျွန်တော်တို့အသက်ကပြောရရင်တော့မငယ်တော့ပါဘူးအသက်40ကျော်ဘီကျက်ရွယ်ပေါ့ဗျာအရင်နေဆုံးတငယ်ချင်း၃ယောက်တည်းတောတော်လာလာ ရိုင်းပင်ကူညီတတ်တယ်ပြောပါတော့ဗျာဒီနေရာမှာပြောချင်တာက ျွန်တော်တို့၃ယောက်စလုံးကအိမ်အောင်တယ်လေဗျခလေးတွေနဲ့မိသားစုကိုစီရှိကြပါတယ်အဲဒါပေမဲ့အငယ်အနှောင်းလဲကိုစီရှိကြတယ်ဗျတယောက်ကိုတယောက်ဖုံးပေးဖိပေးကြလို့လဲအတွဲညီတယ်လို့ဆိုရမလားပဲဗျကျွန်တော်နာမည်ကရဲဝင်ကျွန်တော်တငယ်ချင်းတယောက်ကအောင်ကောင်းကျော်နဲ့လှထုံးအဲလို့ခေါ်တယ်ဗျတပတ်တစ်ခါအငယ်လေးတွေစီတွားချင်တဲ့အခါအိမ်ကိုအเจ้าမျိုးမျိုးပြဖို့အလှဲ့ကြကူညီကြတယ်ဆိုရင်မမဟုတ်ဗျ ကျွန်တော်တို့ထဲမှာအောင်ကောင်းကျော်ရဲ့မိမကလွဲလို့ကျန်တဲ့မိမတွေကပြဿနာသိပ်မရှာတတ်ဘူးဗျ။သူ့မိမကလူရည်နဲ့တယ်၊လဲတယ်။အပေါ်ရန်လောက်သွားမလိမ်နဲ့။တကယ်ကိုအကွက်ကြက်ကြက်အမာရွင်ထဲမှာရတာဗျ။နောက်ပြီးဒီကောင်ကလည်းအငဲသာထားချင်တာမရကြတော့ကြောက်တာ။သူ့အတွက်ပဲခေါင်းရှုံနေရတာဗျ။မတော်လို့အလိန်ပေါ်ရင်အကုန်လုံးတစည်းတရမ်းမိမကို။သူ့မိမကဘလောက်လဲလဲဆိုရင်ကျွန်တော်တို့အပြင်းသွားမယ်။ ညာအိမ်မဲ့ပြောရင်တခါတခါဖုံးလန်းဆက်တက်သေးတာဗျဒီတော့ကျွန်တော်တို့မှလည်းအကျက်ရက်ရတာပေါ့ဗျာနောက်တော့အထာနှက်သွားပြီဗျတယောက်တည်းမသွားပဲတရက်ထဲအတူတူချင်းသွားလိုက်ကြတယ်ကျွန်တော်တို့အိမ်ကိုဖုံးလန်းဆက်ရင်လည်းအပြင်မှာညာအိတ်တာပဲသိရမယ်မလားကျွန်တော်တို့ကညာဘက်ဘော်ဒါတွေနဲ့မိတ်ဆွေတွေနဲ့အလုတ်ကိစ္စဘာညာတရကပြောရလို့ဖုံးပိတ်ထားပဲမယ် အကြောင်းတညီတညွတ်ထဲပြောထားရတာလည်းရှိတာကိုဒီတော့တော်ယုံတော့မမိနိုင်သေးဘူးဆိုရမှာပဲဗျအဲ့ဒီညက်နေကကျွန်တော်တို့စီအောင်ကောင်းကျော်ဖုံးဆက်လာတယ်ဗျ။သူ့မိမကသူ့နဲ့အငယ်လေးရဲ့မက်ဆေ့ပို့ထားတာတွေကိုတွေ့သွားတယ်တဲ့။ကျွန်တော်တို့လည်းတိုင်ပတ်ပြီပေါ့ဗျာ။စကားမကြည့်လို့လည်းမရဘူးလေ။မသိဘူးခံချင်းနေလည်းရုံမှာမဟုတ်ဘူးဗျ။ ဒီတော့အကြက်ရိုက်ပြီးခေါင်းငယ်ဆန်ရပြီပေါ့ဗျာ။အောင်ကောင်းကျော်မိမကထင်ထားတဲ့အတိုင်းပဲကျွန်တော်တို့စီဖုံးဆက်လာတယ်။အမှန်တိုင်းပြောပြဖို့ပေါ့ဗျာ။ကျွန်တော်တို့လည်းလင်းရင်တော့အမှန်တရားပေါ်လိမ့်တာအကောင်းဆုံးလို့တွေးမိကြတယ်။ဒီတော့အမှန်တိုင်းတော့မဟုတ်ဘူးပေါ့ဗျာ။အောင်ကောင်းကျော်မှတခါတလေအစ်စီကလေးအဆင့်စကားပြောတဲ့ကောင်မလေးတွေတော့ရှိတယ်။လုံလုံကျွကျွပတ်သက်ကြတာမျိုးမဟုတ်ဘူးလို့ညာရတာပဲဗျာ။ဒါကိုသူကဘယ်လိုများမယုံနိုင်လည်းမသိဘူးဗျာ။ နောက်တနေ့ Facebook ပေါ်မှာမယင်ငယ်ပုံလေးတွေတင်ပြီးအဆက်ခွဲပါလေရောအောင်ကောင်းကျော်ရဲ့မယင်ငယ်လေးကငိုယိုပြီးတော့ဖုံးဆက်လာပြန်မယေကြီးကလည်းတောင်းချနဲ့ကျွန်တော်တို့မှဘာလုပ်လို့ဘာခံရမယ်မသိဘူးဗျမတော်လို့ကျွန်တော်တို့ကိစ္စပါပေါ်ကုန်ရင်မခက်ဘူးလားဗျအောင်ကောင်းကျော်ကတော့ဘရောမှတစ္ဆာမဖောက်ဘူးပြောပြောနည်းနည်းတော့လမ်းမိတာပါပဲကျွန်တော်တို့မှမယားကြီးကိုပြေးဖာရမယင်ငယ်ကိုချော့မော့ရနဲ့ရှင်းနေရတာ မယားကြီးကမယံငယ်အိမ်ကိုဘယ်လိုသိသွားလဲမသိဘူးဗျအိမ်အထိသွားတောင်းကြတော့တာမယံငယ်လေးကိုသပင်ဆွဲရိုက်နှက်တယ်ဆိုတာဗီဒီယိုဆက်လက်မှာပဲတွေ့ဘူးတာကိုသူကအဝတ်အစားတွေအကုန်ဆွဲဆုပ်ချွတ်ပစ်ပြီးတော့လမ်းပေါ်ကိုသပင်ဆွဲခေါ်လာတာဗျတလန်းလုံးလူတွေအိုးအိုးကြက်ကြက်ဖြစ်ကုန်ကြတယ်မယံငယ်လေးလည်းတော်တော်အရှက်ကွဲသွားတယ်ဗျမယံငယ်ဘက်ကအမှုပြန်ဖွင့်မယ်အထိဖြစ်ခဲ့ကြတယ်အောင်ကောင်းကျော်ကဟိုဘက်လဲချော့မော့ ဒီဘက်လဲချော့မော်နဲ့ဒီကောင်ဘောကပြက်နေတာမျက်နှာငယ်လေးနဲ့မကြပါဘူးဗျာမယံငယ်လေးကသူ့နေတဲ့အထက်မြင့်တိုက်ပေါ်ကနေခုန်ချပြီးတက်သေးသွားပါလေရောဗျာ Facebook မှာလဲဘလူပြန်အိမ်အထိလဲအဆက်လာခွဲတဲ့တံကိုခံနိုင်မုံမရဘူးဗျာမယံငယ်တက်သေးတဲ့ကြတော့မယံကြီးကတုတ်တုတ်မလှုပ်ဘူးဘလောက်တောင်နာကြီးလဲမသိဘူးဗျာအဲခတ်တာကအောင်ကောင်းကျော် तू आ मयेंगे လေးကိုအတော်တန်ရောစင်ကြီးရှာတာမယက်ကြီးကိုကြောက်လို့သာမကွဲရတာမယက်ကြီးကသာ꽈ပေးရဲ့မယက်ငယ်လေးကိုအတိယူတော့မှာဗျတိုက်ပေါ်ကခုံချတည်ပြီးအောင်ကောင်းကျော်လဲစိတ်ထိခဲ့သွားတယ်အရင်လိုပျော်ရွှင်နေတာမျိုးလဲမတွေ့ရတော့ဘူးဗျသူ့ကြောက်လူအသက်တစ်ချောင်းသူချစ်ရတဲ့သူတယောက်ဆုံးရှုံးရပြီဆိုတဲ့ခံစားချက်ကြီးကကြီးစိုးသွားတာလေး တနာကအခုမှစတာပဲဗျ။တညက်နေကြတော့အောင်ကောင်းကျော်ကကျွန်တော်တို့နဲ့အရေးတကြီးတွေ့ချင်တယ်လို့ဖုံးဆက်လာတယ်။သူချင်းတဲ့ဘီယာဆိုင်ကိုထွက်လာကြတာပေါ့ဗျာ။ဆိုင်ရောက်တော့တီးတန့်အခန်းထဲမှာဆိုလို့အဲ့ဒီအခန်းကိုဝင်သွားတာ။တကောင်သားကမိုးလို့မွတ်နေပြီ။သူ့ခေါင်းကသဖင်ကိုလက်နဲ့မကြမကြထိုးမွှားတာလို့သဖင်ဘုဒ္ဓကြီးကိုဖြစ်လို့ကျွန်တော်တို့ကိုလည်းမြင်ရော။ ဘူချလာပါလေရောဗျာဘူရင်းနဲ့ပြောနေတာကဘူလေးမကျွတ်ဘူးဟာငါအနာမှာရှိနေတယ်ဆိုတဲ့စကားပဲကျွန်တော်တို့လည်းအစကဒီကောင်မိုးလို့ရှောက်ပြောနေတယ်ပဲထင်နေတာနောက်တော့အเจ้าဆုံးသိရမှာကြောချမ်းနေဆိုတာစိုးပွေရမရှိပါပဲဗျာအောင်ကောင်းကျော်ကသူ့အငယ်လေးကိုမိုးလေးလို့အဖျားဆုပ်ခေါ်တာဗျကောင်မလေးနာမည်အပြည့်စုံကပြည့်မိုးမိုးကျော်တဲ့ ူအသက်ကအခုမှ26နှစ်ပဲရှိသေးတာကျွန်တော်တို့နဲ့တော့အသက်အတော်ကွာတာဗျရက်လည်ပြီးနောက်ညကစတာလို့ပြောရမယ်အောင်ကောင်းကျော်အပြင်သွားရင်ညဘက်တွေဆိုကားနောက်ခန်းမှာလာထိုင်တတ်တယ်တဲ့ဖြစ်နိုင်ပါမလားဆိုတော့သူ့မိမလည်းမြင်တယ်လို့ပြောတယ်ဗျကျွန်တော်တို့မယုံရင် အခုသူကားမောင်းပြမယ်ဆိုလို့နေပါကွာလို့တားရသေးတယ်ဗျအဲ့ဒါအပြင်သူ့အိမ်ထဲမှာလည်းရှောက်သွားနေတယ်တဲ့ဗျ ပြည့်မမိုးကျော်အိမ်မမဟုတ်တာမင်းကလည်းဘလို့ဝင်လို့ရမှာလဲကွာလို့ပြောသေးတယ်ဒီကောင်ကအတော်ရှာရှည်တဲ့ကောင်အာတုဘနာတော်ပြီမိုးလေးကိုကိုကိုမခွဲနိုင်ဘူးကိုကိုအနာမှာပဲနေပါမိုးလေးမရှိရင်ကိုကိုတည်လိမ့်မယ်ဘာညာနဲ့တော့ပြောထားမိတဲ့ရဗျာပြီးတော့အိမ်မမတ်တာကောင်မလေးကမျက်နှာနွန်းနွန်းနဲ့လာပြောတဲ့ကိုကိုမိုးလေးနေစရာမရှိဘူးဒုက္ခရောက်နေတယ်လို့အိမ်မမတ်တာကိုအောင်ကောင်းကျော်က ဒါဆိုကိုကိုနားပါမယ်နေဘယ်မှမသွားနဲ့ဆိုပြီးခေအောင်ကရန်ပြောမိတယ်တဲ့ဗျာအဲ့ဒီအချိန်ကစလို့ပြည့်မုံမုံကျော်ရဲ့ဝိညာဉ်ကိုအိမ်မာတစ်မျိုးကားပေါ်မှာတစ်မျိုးတွေ့လာရတာပါပဲအခုနောက်ပိုင်းမှာပိုပြီးဆိုးရလာခဲ့တယ်ဗျသူတို့လင်မယားနှစ်ယောက်အိတ်တဲ့ကလေးမှာနှစ်ယောက်ကြားထဲဝင်အိတ်လာတဲ့အထိဆိုတော့အောင်ကောင်းကျော်လည်းတုံလှုပ်လာပြီလေဘလောက်ပဲချစ်တယ်ပြောပြောဘဝကချားနေပြီမဟုတ်လား သူ့မိမဆိုညညမအိပ်ရဲလို့လူလဲကြောင်တောင်တောင်ဖြစ်ချင်နေပြီဆိုပဲဗျကျွန်တော်တို့ကိုဘလို့လှုပ်တင်တယ်ဆိုပြီးအကြံဉာဏ်တောင်းတော့တာပါဗျာကျွန်တော်တို့မှာဒီလိုကိစ္စမျိုးအတွေ့အကြုံမရှိအောင်မကအောင်ဗျကြားဘူးနားဝတော့ရှိခဲ့တာမဟုတ်ဘူးအစေတရေဆိုတော့ကိုလဲယုံလဲမယုံသလိုမြင်လဲမမြင်ခဲ့ဘူးဘူးလေလောက်ထုံးအေးကမိန်မောင်းကွာ ကားပေါ်တကယ်ပါမပါငါလိုက်ကြည့်မယ်လို့ပြောတယ်ဗျကျွန်တော်ကမယုံပေမဲ့အဲ့ဒီလောက်မဆန်းသက်ရဲဘူးဗျနောက်ဆုံးကျွန်တော်ကကားမောင်းမိတယ်လှထုံးအေးကရှေ့ခန်းမှာအောင်ကောင်းကျော်ကကားနောက်ခန်းမှာကားထိုင်ကုန်ကိုခေါင်းဝေပြီးထိုင်လာတယ်ဘာရရောမဟုတ်ဘူး तू ပြောတာဟုတ်မဟုတ်သိချင်လို့မျိုးတစ်ဖက်မောင်းပြီးဆန်းသက်ကြည့်ုံလေးပဲဘီယာဆန်ကနေထွက်လာတော့ည၈နာရီကြော်နေပြီဗျလမ်းပေါ်မှာလူတွေလည်းကျဲစာပြုတ်နေပြီပေါ့ဗျာ ကားကိုပုံမှန်လေးပဲမောင်းလာခဲ့တယ်။ဓာ ਈ ဝက်လောက်အထိတော့အားလုံးပုံမှန်ပဲဗျ။ဘာမှမထူးကြအောင်။ဓာ ਈ ဝက်လည်းကြော်လာရောလူပြတ်တဲ့နေရာလည်းရောက်ရောအဲကွန်ဖွင့်ထားတဲ့ကားတွေကနေအပုံနဲ့ကြီးကရုတ်တရက်ထွက်လာပါရောဗျာ။ဒါကိုကျွန်တော်တို့၃ယောက်လုံးရတယ်ဗျ။အောင်ကောင်းကျော်ကကားနောက်ခံကနေရီဝေဝေအတန်နဲ့ပြောလာတယ်။ရကြလား။တခုခုလိုမျိုး အေးလှထုံးကြီးကမဖြည့်ချင်းဖြည့်ချင်းနဲ့အင်းသေးတာကျွန်တော်ကလည်းဒီလိုအဖြစ်မျိုးမကြုံဘူးလေတော့တိတ်ပြီးမကြောက်သေးဘူးဗျအနံ့ကပိုပိုပြီးနမ်းလာတယ်ကားနောက်ကြည့်မှန်ကနေအောင်ကောင်းကျော်ကိုတော့မကြမကြကြည့်ဖြစ်တယ်ဗျဒီကောင်ကမူပြီးအိပ်ပျော်သွားပြီလှထုံးကြီးကလည်းသူ့ကောင်ကိုမကြမကြစောင်းခဲ့ပြီးနောက်ကိုလှမ်းလှမ်းကြည့်နေတာတွေ့ရတယ် နှစ်ယောက်သာစကားမပြောဖြစ်ကြအောင်အချင်းဒီကိုစောက်ကြည့်ပြီးကားကိုပုံမှန်အတိုင်းပဲမောင်းနေတာခဏနေတော့ကျွန်တော်တို့ကားနောက်ကိုလမ်းဘေးခွေးအုပ်ကြီးကထိုးအောင်ပြီးပြေးလိုက်လာကြတာဗျခွေးကောင်6ကောင်9ကောင်လောက်ရှိမယ်တကုတ်နဲ့ထိုးအောင်လားကားကပုံမှန်လေးပဲမောင်းနေတော့သူတို့ပြေးလိုက်တာမှီနေတာပေါ့ဗျာအဲ့ဒီအချိန်မှာပဲကျွန်တော်ခေါင်းကစပိန်နေထောင်သွားတယ်လို့ခံစားရပြီးကြောလေချမ်းလာတယ်ဗျာ လူကချမ်းစိတ်စိတ်ဖြစ်လာတာကျွန်တော်လိုပဲလှထုံးအေးလဲခန်းစားရလို့ထင်နေဗျအဲကုန်းကိုရှော့ချလိုက်တယ်ချမ်းလို့လားအေးစိတ်လာသလိုဖြစ်လာလို့သူနဲ့ကျွန်တော်မေးတခွန်းဖြစ်တခွန်းပဲပြောမိကြတာအဲကုန်းရှော့လိုက်လဲလူကအချမ်းမပြေဘူးရင်လဲတလက်လက်တုံလာသလိုဖြစ်လာတယ်မဝဲ့မရဲနဲ့ကားနောက်မှန်ကိုလှမ်းကြည့်လိုက်တော့ ျက်နာတချမ်းစုပ်ပြတ်နေတယ်ပြည့်မုံမူကျော်ကအောင်ကောင်းကျော်ပခုံးကိုမှီပြီးကျွန်တော်ကိုလှမ်းကြည့်နေတယ်ဗျာအဲ့ဒီအချိန်ကဘဝမှာအကြောက်ဆုံးအချိန်ပဲဘလောက်တောင်ကြောက်မိတယ်လဲဆိုစူပွဲရာမရှိတော့ပါဘူးအော်လို့ကလည်းမရနှုတ်ကအာစီးမိနေတယ်လို့ဖြစ်ပြီးလက်တွေထုံလာတယ်စီရတိုင်းကင်ထားတဲ့လက်ကမမြဲကျင်တော့ဘူးဒီပုံနဲ့ဆက်မောင်းနေလို့မဖြစ်တော့ဘူးဆိုတဲ့အသိစိတ်ကခေါင်းထဲချက်ချင်းရောက်လာတယ်ရုတ်တရက်ဘရိတ်အုပ်ပစ်လိုက်တော့ လှောက်ထုံးအေးလဲကြောင်သွားပုံရတယ်ဗျပြီးမှသူလဲတတိရပြီးကားနောက်ခံကိုအမြန်လှဲ့ကြည့်တော့တာလှထုံးအေးမျက်လုံးအပြူသားနဲ့တုံတုံရင်ရင်ဖြစ်နေပြီးကားဘုကနေဆင်းပြေးပါလေရောဗျာသူဆင်းပြေးတော့ကျွန်တော်လဲဘယ်နေလိမ့်မလဲလိုက်ပြေးတာပေါ့အောင်ကောင်းကျော်ကအိတ်နေထာမှာတိုးလို့နေလမ်းတစ်ဖက်စီကိုတယောက်တနေရာစီပြင်းနေရင်က လမ်းကိုပြီးအတူတူစုံကြတော့နှစ်ယောက်စလုံးမောနေကြတာဒူးတွေတုံနေတာဗျာတဆက်ဆက်နဲ့ပေါ့ဗျာကားစီလည်းပြန်မသွားရဘူးမသွားလို့လည်းမဖြစ်ဘူးလမ်းမှာတခြားကားကလည်းမရှိအောင်ကောင်းကျော်ကိုဒီအတိုင်းထားခဲ့လို့ကလည်းမဖြစ်နဲ့သူ့ကားနဲ့ဘီယာဆိုင်ကိုပြန်ရမှာဆိုင်ရှိမှာကျွန်တော်တို့ကားတွေကြံနေသေးတယ်လေဘာဆက်လုပ်ရမှန်းမသိသွေးပြက်လာတော့တယ်ဗျနောက်ဆုံးယောက်ျားပဲကွာဘာကြောက်เสียလို့လဲဆိုပြီး အချင်းချင်းတက်တိတွေပြန်မွေးပြီးတုံတုံရင်ရင်နဲ့ကားစီပြန်သွားကြတာပေါ့ကားရှိမှန်ကနေကားတွေကို အရင်ချောင်းကြည့်ရသေးတယ်ဗျပြေမုံမကျော်ကိုမတွေ့တော့မှစိတ်နေနေအေးသွားရတယ်ကားရကဖွင့်ပြီးအောင်ကောင်းကျော်ကိုအရင်နှိုးလိုက်ကြတယ်ဒီကောင်နှိုးနေရင်ကျွန်တော်တို့လည်းကြောက်စိတ်နေနေတော့ပြေးမယ်လေဗျမနေနှိုးရတယ်ဗျမျက်နာကိုရေတပ်မှုရေနဲ့ဖြန်းပြီးလှုပ်နှိုးတော့မှနိုးလာတယ်။သူလဲနည်းနည်းတော့အမူးပြေနေပြီဗျ။ ကျွန်တော်တို့လည်းဖြစ်ကြောင်းကုန်စင်ပြောပြတာပေါ့သူကတော့မကြောက်နဲ့လို့ပြောရှာပါတယ်ဒါပေမဲ့ဒီကောင်လည်းကြောက်နေတယ်ဆိုတာကျွန်တော်သိတယ်ဗျအဲ့ဒီလိုနဲ့လှထုံးအေးကကားတစ်လက်ပြန်မောင်းကျွန်တော်ကဘေးကထိုင်အောင်ကောင်းချုပ်ကနောက်ခန်းမှာပဲသူကဗဇက်ကနေပြောနေတယ်ဗျမိုးလေးဘုကူကားပေါ့မလိုက်ပါနဲ့ကွာတဲ့လှထုံးအေးကတော့ကားထဲထည့်ထားတဲ့တရားကွေကိုထဖွင့်လိုက်သေးတာဗျ ြောက်နေတာကိုဘီယာဆိုင်ဘက်ကိုပြန်လှည့်မောင်းလာရတယ်မကြောက်ဖို့အားတင်းထားပေမဲ့ကြောကမလုံးမောင်းလာရင်ကားနောက်ခန်းကိုပဲအာယုံစိုက်နေကြတာမလားဘလောက်တော့သွေးပြက်ဖို့ကောင်းသလဲဆိုရင်လှထုံအေးမောင်းနေတဲ့ပတ်ချံကားဘီးကနေအတန်ကြားလို့အကုန်လှည့်ကြည့်လိုက်ကြတော့မျက်နှာတစ်ချမ်းစုပ်ပြက်ဒဏ်ရာကြီးနဲ့ပြေမှုမှုကြော်ကဘေးချင်းရှင်ပြီးပြေးလိုက်နေတာဗျာ ကျွန်တော်တို့လည်းငဲတမ်းပါအောင်အော်ဟိတ်မိကြတယ်။လှထုံးအေးကလီဘာကိုနင်းပြီးတော့မောင်းတော့တာ။တာမန်လူမပြောနဲ့ပြိုင်မြင်းတော်မိအောင်မလိုက်နိုင်နဲ့နှုံးတာဗျ။ပြေမုံမူကျော်ကတော့ထက်ချက်မကွာလိုက်ပါလာနေတော့။နောက်ဆုံးကားပလက်ဖောင်းကိုဝင်တိုက်မိပြီးကားလည်းမှောက်ပါလေရောဗျာ။ကျွန်တော်တို့လည်းတေးပြီးတော့ထွက်လိုက်ပြီဗျ။ဆေးရုံမှာသတိလက်နေတာတညာ နောက်ရက်ညနေခင်းမှာသတိပြန်လဲကြတယ်။ကံကောင်းလို့မသေးတာပဲ။သတိပြန်ရလာတော့လူကကြောင်တောင်ကိုဖြစ်လို့ဘယ်နေရာကြီးကြီးပြည့်မမှုကြော်ကိုပဲမြင်နေသလိုဖြစ်နေတာ။ပရိတ်ရေတွေရေမှန်းတွေမနှဲမနှောတောက်လိုက်ရသေးတယ်။အဲ့ဒီကိစ္စဖြစ်ပြီးအောင်ကောင်းကျော်လည်းဖုန်ကြီးဝစ်သွားတာခုစို၃ဝါတော့ရတော့မယ်ဗျ။ တခါတခါဦးစင်းစီတွားပြီးတွေ့ပြင်မေးမိပါသေးတယ်။မိုးလေးရှိသေးလားဖះဆိုတော့ကြောင်းထဲကပိန်နဲ့ပိန်ကြီးမှထိုင်နေတော့တကားဦးစင်းသူ့အစွဲကိုမချုပ်ဘူးလားအမြမပေးဘူးလားနေ့တိုင်းလည်းအမြပေးတယ်အလူဒါနလုတ်တိုင်းလည်းအမြဝေးတယ်တကားသူကအမြမလိုချင်ဘူးဆိုတော့ဦးစင်းလည်းမတက်နိုင်ဘူးဗောတဲ့ဦးစင်းကိုတွေ့ချင်ပေမဲ့ဝေးဝေးမှတခါပဲတော့တွေ့ရဲတော့တယ် တော်တိုင်းလေပိနေပင်ကြီးကိုဝေးဝေးကရှောင်ဖြစ်ပါတော့တယ်ဗျာ